အားလုံးမင်္ဂလာပါကျွန်တော်နာမည်ထက်ဆွေလို့ခေါ်ပါတယ်ဒီနေ့အင်တာဗျူးပြေဆိုမဲ့သူတွေအတွက်မဖြစ်မနေပြင်ဆင်ထားတဲ့နဲ့အဓိကအချက်တွေကိုဆွေးနွေးပေးသွားပါမယ်နံပါတ်1ကုမ္ပဏီအကြောင်းတွေကိုအဖွဲ့အစည်းအကြောင်းတွေကိုလေ့လာထားဖို့လိုအပ်ပါတယ်ပေါ့နော်ကုမ္ပဏီရဲ့ website မှာပဲဖြစ်ဖြစ်သူတို့ရဲ့ Facebook မှာပဲဖြစ်ဖြစ်သူတို့ရဲ့ LinkedIn ပေါ်မှာပဲဖြစ်ဖြစ်အခြားသော social media ပေါ်မှာတွားပြီးတော့ သူတို့အတိတ်ကပါအလုပ်လုပ်တယ်ဆိုတဲ့ဟာကိုကြိုတင်လေ့လာထားဖို့လိုအပ်ပါတယ်။နံပါတ်၄ကိုအလုပ်သွားရှောက်မယ်။ကိုအင်တာဗျူးဖြေမယ်။အလုပ်ရဲ့ job description လို့ခေါ်တဲ့ဒီအလုပ်တာဝန်ဝတ္တရားတွေကိုကြိုတင်သိအောင်လေ့လာထားဖို့လိုအပ်ပါတယ်။နံပါတ်၃အင်တာဗျူးဖြေဆိုတဲ့အခါကျရင်အင်တာဗျူအားတွေကရေဘူရအဖြစ်မေးတတ်တဲ့မိန့်ခွန်းလေးတွေရှိပါတယ်။အဲ့ဒါကို common interview question လို့ခေါ်ပါတယ်။ ဒီ interview question တွေကိုကြိုတင်ပြီးတော့ပြင်ဆင်ထားဖို့လိုအပ်ပါတယ်၊လေ့လာထားဖို့လိုအပ်ပါတယ်၊လေ့ကျင့်ထားဖို့လိုအပ်ပါတယ်ပေါ့နော်။ကျွန်တော် interview သွားဖြေဆိုမဲ့နေ့ကြရင်အချိန်မီရအောင်သွားဖို့လိုအပ်ပါတယ်။အရင်ဆောပြီးတော့လည်းသွားလို့မရဘူး။အရင်နောက်ကျပြီးတော့လည်းသွားလို့မရပါဘူး။7မိနစ်ဒါမှမဟုတ်ရင်တော့15မိနစ်အလူကိုရအောင်သွားဖို့လိုအပ်ပါတယ်ဗောနော်နောက်တစ်ခုကကျွန်တော်တို့အင်တာဗျူးသွားဖြေဆိုတဲ့နေ့ကြရင် ဘုဆာဆင်ရင်မှုကလည်းအရန်အရေးပါပါတယ်ဗောနော်အဲ့တော့သူတို့ company ရဲ့သူတို့အဖွဲ့အစည်းရဲ့ culture နဲ့ညီကျေးမှုနဲ့ကန့်ယဉ်မှုရှိတဲ့ဝတ်စားဆင်ရင်မှုကိုကြိုတင်လေ့လာပြီးတော့ဝတ်ဆင်သွားဖို့လိုအပ်ပါတယ်ဗောနော် business casual ပုံစံမျိုးနဲ့ဖြစ်တယ်ဆိုလို့ရှိရင်တော့ပိုပြီးအဆင်ပြေပါတယ်။နောက်အချက်အလက်နဲ့ကျွန်တော်တို့ interview သွားဖြေတဲ့အခါကျရင် CV form တွေ ကဘာလက်တာတွေနောက်ပြီးတော့လိုအပ်တဲ့အခြားသော document တွေကိုကျွန်တော်တို့ယူဆောင်သွားဖို့လိုအပ်ပါတယ်။နောက်အချက်တစ်ခုအနေနဲ့ကျွန်တော် interview ဖြေဆိုတဲ့အခါကျရင် interviewer တွေကကျွန်တော်တို့ဘာများသိချင်တာရှိတယ်၊မေးချင်တာရှိတယ်ဆိုပြီးတော့အခွင့်အရေးပေးပါတယ်။အဲ့ရှင်ကျရင်လူတော်တော်များများကမမေးသင့်တဲ့မေးခွန်းတွေကိုမေးတတ်ကြတယ်။အဲ့ဒါကြောင့်မလို့ interviewer ကို မေးလို့ရတယ်မေးခွန်းတွေကဘာတွေဖြစ်မလဲဆိုတဲ့ဟာမျိုးကိုကြိုတင်လေ့လာထားဖို့လိုအပ်ပါတယ်အတိတ်တွေရှိတဲ့မေးခွန်းမျိုးတွေကိုသာမေးသင့်ပါတယ်အလုပ်ရဲ့တိုးတက်ရာတိုးတက်ကြောင်းအတွက်မေးခွန်းတွေကိုမေးသင့်ပါတယ်နောက်ပြီး personal questions တွေကိုလုံးဝမမေးသင့်ပါဘူးเนาะနောက်ပြီးတော့ကိုစကားပြောတဲ့အခါကျရင် clearly ပြောဖို့လိုတယ်လူရင်းတူချင်းဖြစ်ဖို့လိုတယ် short and simple ဖြစ်ဖို့လိုတယ် နားလေရလွယ်ကူတဲ့ပုံစံမျိုးနဲ့ပြောဖို့လိုတယ်အရေးကြီးဆုံးက confidence ရှိရှိနဲ့ကျွန်တော်ပြောဖို့လိုတယ်နောက်ပြီးတော့ကြောက်နေတာတော့တုံနေတာတော့မျိုးမဖြစ်အောင်ကျွန်တော်ကြိုတင်လေ့ကျင့်ထားဖို့လိုအပ်ပါတယ်ပေါ့နော်နောက်ပြီးတော့ကိုပြောတဲ့စကားလုံးတိုင်းစကားလုံးတိုင်းက positive ဖြစ်ဖို့လိုတယ် positive language တွေကိုသုံးဖို့လိုအပ်ပါတယ်နောက်အထူးသတိထားမယ့်အချက်တစ်ချက်ကတော့ကျွန်တော် interview ဖြေဆိုတဲ့အခါကျရင် အရင်အလုတ်ရဲ့မကောင်းကြောင်ပြောတာတွေမိတ်ဆွေတငယ်ချင်းတွေရဲ့ဆရာသမားတွေရဲ့မကောင်းကြောင်ပြောတာတွေ negative shoot down ကနေပြောတဲ့ဟာမျိုးတွေကိုလုံးဝမပြောသင့်ပါဘူးပေါ့နော်။နောက်အရေးကြီးဆုံးအချက်တစ်ချက်က interviewer ကမေးခွန်းမေးတဲ့အခါကျရင်ဒါမှမဟုတ်သူတို့တစ်ခုခုရှင်းပြတဲ့အခါကျရင် active listening လုပ်ဖို့လိုအပ်ပါတယ်။ သူတို့ပြောတာကိုသေချာဂယုတ်တဆိုင်အဆုံးထိနားထောင်ပြီးမှကတုံ့ပြန်သင့်ပါတယ်။နောက်အရေးကြီးဆုံးအချက်တစ်ချက်ကကျွန်တော်စကားပြောတဲ့အခါကျရင် non-verbal communication လို့ခေါ်တဲ့ body language တွေကိုမျက်မျက်သုံးဖို့လိုအပ်ပါတယ်။ဒီ body language သုံးတယ်ဆိုတာကအထူးသဖြင့် interviewer ကို respect ပေးတာရောက်ပါတယ်ဗောနော်။ အနည်းချုပ်ပြီးတော့ပြောချင်တာကကိုအခုနပြောသွားတဲ့အချက်တွေကိုကြိုတင်ပြီးတော့ပြင်ဆင်ထားပြီးတော့လေ့ကျင့်ထားပြီးတော့အင်တာဗျူးသွားဖြေမယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးဖြေဆိုနိုင်မှာဖြစ်ပါတယ်။နောက်ပြီးတော့အင်တာဗျူးဝါတွေရဲ့ first impression ကိုလည်းရရှိသွားမှာဖြစ်ပါတယ်။